ဥမဲမင်္ဂလာညချမ်းလေးပါခင်ဗျာ။မိုးကြီး channel လေးကနေပြန်လည်ပြီးတော့ချူဆိုလိုက်ပါတယ်။ဒီနေ့ညမှာတော့ပလာလောကဇလန်းနှစ်ပုဒ်ကိုပြောပြလို့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဇလန်းလေးမစတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးဗေးနားကခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ကျုပ်ဆိုးနိုင်အညူအေယာဝီတိုင်းတွင်းရှိကျန်တော်ရွာလေးတွင် ။ငွေကြေးချမ်းသာသောဥပဒဏ်တို့မိသားစုရှိလေတဲ့ငွေကြေးချမ်းသာသောကြောင့်နှစ်ထပ်အင်ကြီးကိုလည်းဆောက်လုပ်ထားပြီးတီဗီစမားလည်းရှိကြလေတဲ့ဥပဒဏ်သည်မိသည့်ရာဘုံမှအယုံကြည်မရှိအကြောင်းလည်းမရှိပဲအစိုးတို့တစောက်ကန်ပြုလုပ်ပြောဆိုတတ်သည်ဖြစ်ရွာထဲရှိလူများကတစောက်ကန်ပါတန်းဟုခေါ်ဆိုကြလေတဲ့ဥပဒဏ်မှာဇနီးသည်ဆုံးပါသွားပြီးသား၃ယောက်နှင့်တမီး၂ယောက်ရှိလျာသားကြီး၂ယောက်ပါအိမ်အောင်ရသားကြပြီး အိမ်ခွဲနေကြသဖြင့်သာသမီများဖြစ်ကြသည်မဲရင်ငွေမဲရင်ရွှေသားငယ်ထုံသိမ့်တို့နှင့်အတူနေထိုင်ကြသည်သားနေသမီးများကအောက်ထပ်တွင်နေကြပြီးဥပတန်ကအပေါ်ထပ်တွင်နေထိုင်လေးရှိသည်ညာဘက်များတွင်သာသမီများကတီဗီမှလာသောစကားများကိုပြရှုကြပြီးဥပတန်ကညာခွနဲ့နိုင်ထိုးသည်နှင့်အပေါ်ထပ်သို့တက်ကားအိတ်လေးရှိသည်ဥပတန်၏အင်ရှိကျွာလဲမကြီးတစ်ဖက်ကဥပတန်အပိုင် ခြံထဲတွင်ယောက်ျားလေးဖက်ခတ်များရှိသောအဓိကရကိုကိုပင်ကြီးတပင်ရှိပြီးဒုက္ကဆုံးနှက်ကြီးနေသည်ဟုပြောဆိုကြသည်တကူးလာမကြမီတွင်မုံများရွာကျေတော်မီတရားစင်မီမရှိသည်တောရွာဖြစ်သည်ဖြင့်သမင်းဟင်းများချက်ပြုတ်စားတော့ရန်အတွက်ထင်းမိဖို့များကို အသုံးပြုကြရလေသည်ထို့ကြောင့်ထင်းချောက်များရာချိစေရန်တပေါင်းလားလောက်မှစား၍ထင်းများကိုခုတ်တွေဖြတ်တော့ပြီးအချောင်းလန်းထားရလေသည် ဖင်းများ၆သွေးသွားလျင်ဖင်းများကို မိုးလုံးသည်တဲတဲသူထဲသွင်းသိမ်းဆဲကြရတယ်။သို့မှသာ မိုးတွင်တွင်ဖင်းများချက်ပြုတ်ရန်ထင်းချောက်များအလွယ်တကူချိရမည်ဖြစ်နေတယ်။တနေ့တွင်ဥပဒန်သည်မိုးတွင်စာအတွက်ထင်းများစုဆောင်ထားရန်အတွက်သက်ပင်ကို ခုံလဲဖြစ်တော့ပြီးထင်းများပြုတ်လောက်ကအချောင်လန်းနေလေတယ်။တမိုးတွင်စာထင်းများက မလုံလောက်သေးသဖြင့်ကိုကိုပင်ကြီးအကိုင်းများကိုခုံယူပြီးထင်းလို့ရန် ကြံစည်မိပြီးတိခုတ်သမားများကိုမှား၍ဖောက်ပိုင်းလီတော်တွေရွာထဲရှိတိခုတ်သမားများကမဟုတ်ရဲကြသဖြင့်တစ်ဖက်ရွာမှာတိခုတ်သမားများကိုသွားခေါ်လေတယ်ဖုတ်တိခုတ်သမားများလည်းကိုကိုပင်ကြီးကိုလာရောက်ကြည့်ရှုကြပြီးဟာကိုကိုပင်ကြီးကအကြီးကြီးပြောင်းခုံးလို့ဖြစ်ပါမလားဥပတန်ရဲ့ခုံးမသာခုံဆမ်းမှာကွာခမရတို့ကြောက်ရင်ဘာတန်းကခုံခိုင်းလို့ခုတ်တာမကျင်နဲ့ရင် ဘာတန်းကိုသွားပြော်လို့ပြောလိုက်ခုတ်ခေါက်ကိုလေသူများတွေထပ်ပို့ပေးမယ်ဟုတ်ပြီလားဒီလိုဆိုရင်လေကျွန်တော်တို့ခုံမယ်ဗျာတပင်ကအတော်ကြီးတော့လူစုရမှာနဲ့ဓာရီတွေးရအောင်မှနဲ့ဆိုတော့အပတ်ခါကြမှာလာခုံမယ်ဗျာအေးပါမင်းတို့အဆင်ပြေတဲ့အချိန်လာခဲ့ငါကတော့မြန်လေကောင်းလေပဲဟုတ်ကဲ့ကျွန်တော်တို့တပတ်ခါလာခုံမယ်အခုရွာပြန်ပြီလုံးရရှိတာလေးတွေလုံးလိုက်အောင်မယ်ဗျာ အေးအေးတပတ်ကကြဆက်ဆက်လာခဲ့ကြနော်ငါမင်းတို့စာပို့ထမင်းပို့ချက်ထားလိုက်မယ်ဟုတ်ကဲ့တပတ်ကကြရင်ဆက်ဆက်လာခဲ့ပါမယ်တိခုတ်သမားများလေကတိပေးပြီးပြန်သွားကြလီတော့တယ်ထိုတရင်ကြတော့အခါရွာလူကြီးမှာထိတ်လန့်အော်ကုန်ကြရလီတယ်ဘာသန်းကတော့ပြဿနာကိုမေးထုံးပြီးရှားနေပြန်ပြီဟေးဟုတ်ပါဗျာသစိုးတို့တတော်ကဘူကလန့်ဘာသန်းလီ ဘယ်သူမှမခုတ်ရဲတဲ့တပ်ပင်ကြီးကိုခုံးမလို့တဲ့ရွာကတက်ခုတ်သမားတွေကမခုတ်ရဲကြလို့ဟိုဘက်ရွာကတက်ခုတ်သမားတွေကိုစေးဖို့ပေးပြီးတွားငါလာတယ်တဲ့။ဘာဖြစ်မလဲစောင်းတာကြီးကြပြီတော့။ဟုတ်တယ်ရုပ်ဆိုးနဲ့ကြီးနေတဲ့အပင်ကြီးကိုမှ ခုံးမလို့တဲ့။သူ့ဘာသာသူနေတာကိုတွားစာရင်တော့ဟိုကငိမ့်နေမှာမဟုတ်ဘူး။ဘယ်ကျမ်းမသာပေါ်မလဲကြီးနေကြပြီတော့ဟေ့။ ရွာသူရွာသားများကတယောက်တစ်ပေါင်းနဲ့ပြောဆိုဝေဖန်နေကြတော့လေဥပဒံကတော့ခယူးမဆိုင်ထိုဟာဥပဒံဤဦးလေးတော်ဆက်သူဦးအောင်ကြီးမှသွားရည်တားလိတယ်ဟေ့ကောင်ဖာတန်းမင်းဟိုကိုကိုပင်ကြီးကိုခုံးမလို့ဆိုဟုတ်တယ်မိုးရင်းစာထင်းလို့ဖို့ခုံးမလို့လေဘာဖြစ်လို့လဲဟာဘာဖြစ်ရမလဲအဲ့ဒီပင်ကြီးကဒီကရပင်ကြီးလေပြီးတော့ရုပ်ကိုစိုးနဲ့ကြီးနေတယ်လို့ပြောနေကြတာ မင်းခုံးလိုက်ရင်သူ့နေစရာပျက်စီးသွားမှာပေါ့အချားပင်တွေကိုခုတ်ပါကွာအာအချားပင်တွေကအသီးတွေတင်းနေကြတဲ့အပင်တွေကြီးပဲဒီကိုကိုပင်ကြီးကဘာအသီးမှလည်းမစားရဘူးခင်းကိုင်းတွေကလည်းအများကြီးပဲဗျပြီးတော့ခမရတို့ပြောပြောနေတယ်ရုပ်ကဆိုးနယ်ကြီးဆိုတာခမရတို့မြင်ဘူးလို့လားအလကားရှောက်ပြောနေကြတာဟာမင်းတော့ဘယ်မြင်ဘူးမလဲကွာလူကြီးသူမတွေပြောတာပေါ့ ်အပင်ကြီးရင်အဆောင်ရှောက်ဆိုတာရှိတယ်ကွာတကယ်ရှိတယ်ဆိုရင်လေပါတန်းကဂယုမဆိုင်ဘူးကျုပ်ပိုင်နဲ့အပင်ကြုတ်ခုတ်တာဘယ်သူဂယုဆိုင်နေအောင်မှလဲဗျမင်းပိုင်နဲ့အပင်ဆိုပေမဲ့ဒီအပင်ကြီးကအဓိကရပင်ကြီးလေပြောမရလို့ခုံးမဲ့ဆိုရင်လေသူနေလို့ရအောင်ဒကိုင်းဒကိုင်းလောက်တော့ခြံထားပေးလိုက်ပေါ့ကွာအာဒကိုင်းမှမခြံနိုင်ဘူးဗျအခုခုံးပြင်မှာအဲ့ညမှာမိုးရင်းသာထင်းဖို့လုံမှာကျုပ်ထင်းမရှိရင် အဲ့ဒီရုံစိုးနဲ့ကြီးကခဲလာပေးပါလားသွားစမ်းပါဗျာရေမပါတာလေလာပြောမနေနဲ့အေးငါကမင်းကိုစေတနာနဲ့ပြောတာလက်မခံလဲမင်းသဘောပဲဥပတန်ဤအစိုးစိုးစကားကြောင့်ဦးအောင်ကြီးမှာဒေါသဖြစ်ကပြင်လာခဲ့ရလေတော့တယ်တောင်းနေရကြတော့ခါတဖက်ရွာမှာတိတ်ခုတ်သမားများရောက်လာကြပြီး ကိုကိုပီကြီးအကိုင်းများကိုခုတ်ရံပြစ်စီလေတော့တယ် ကိုကိုပင်ကြီးခိုင်းများကိုခုတ်ရံပင်ပေါ်တို့တက်ရန်ပြင်လိုက်ချိန်တိုင်းလေးလဲမတိုက်မိုးလဲမရပဲကိုကိုပင်ကြီးပေါ်မှာတဖြောဖြောတရှဲရဲဖြင့်မိလာသဖြင့်အပင်ပေါ်တို့တက်ရန်ပြင်းနေကြတော်သူများမှာထိတ်လန့်ကုန်ကြရတယ်ထိုကားတိခေါတမားများကောင်းဆောင်မှာကဲဒီပင်ကရုပ်ကဆိုးကြီးမကျင်နဲ့တာရှိဥပတန်ကိုသာတွားလို့ပါပြုကျုပ်တို့ကသူခိုင်းလို့လုံကြရတာပါကျုပ်တို့ကိုတော့ဘာမှမလုပ်ပါနဲ့ ဒီလိုဆိုကអော်ပြောလိုက်លីយ៉ាပြန်លែងយីញែងដាត់ទွားលីတော်ទេធូចောင်းតិខោតមាមៀលីအပင်ပေါ်တို့တက်ခါအကိုင်းများကိုခုတ်ထိတ်ကြလီတော့တယ်အကိုင်းများမှာကြီးမပီညာပြလုံးတပြေလူရင်အားဖြင့်ခုတ်ထိတ်လိုက်ကြသည်မှာနေတဲ့တပြားအရောက်လောက်မှာပြီးလီတယ်ဒုံစိုးနဲ့ကြီးနေသည်ဟုဆိုကြတော့ကိုကိုပင်ကြီးမှာအကိုင်းငယ်တကိုင်းများပင်မကန်တော့ပြီကတုံးဖြစ်သွားပြီငုတ်တို့ကြီးများသာကြံရည်တော့တယ် နောက်တနေ့ညနေမောင်ရင်ဖြိုးစားအချိန်တွင်ဥပဒံဤတမင်းငယ်မရင်ရွှေပါဒဲထဲမှအိမ်တို့ပြန်လာနေတယ်။အိမ်သားရောက်တွင်အနောက်မှနေ၍တစုံတရာမှတန်းဆွဲလိုက်သလိုခန်းစားလိုက်ရသဖြင့်လက်ကြည့်လိုက်တော့လည်းဘာမှမတွေ့ရသဖြင့်တသိမ်းမွေးခြင်းများထလာပြီးအိမ်တို့အမြန်ပြေးလာခဲ့တော့တယ်။အိမ်တို့ရောက်သောအခါအိမ်ပေါ်တွင်ထိုင်းနေသောဦးအောင်ကြီးကိုစိုက်ကြည့်လိုက်ပြီးလက်ညှိုးထိုးကပါတဲ့ မင်းတတိထားဒီလိုပြောတာအတန်အော်ကြီးဖြစ်ပြောလိုက်လေတဲ့ဟဲ့ရှင်နေဖေကိုအညိုးထိုးပြီးဘာတွေပြောနေတာလဲမရွှေမဟုတ်ဘူးအာကိုကိုပင်ကြီးမနေတဲ့ရုပ်ကဆိုးနံကြီးပဲအခုမင်းကအကိုင်းတွေကိုအကုန်ခုတ်လိုက်တော့မနေစရာမရှိတော့ဘူးမင်းကမကျင်နေဘူးကံမြင့်နေတော့လို့ထားပုံပုံပေါ့ကွာမကြခင်ငါအကြောင်းသိစေရမယ် ဘာယုတ်ကဆိုးလဲဘာနဲ့လဲအားမယုံကြည်မရှိဘူးကွာအပိုင်တဲ့အပင်ကိုငါခုတ်တာဘာဖြစ်လဲအေးမင်းပိုင်တဲ့အပင်ကိုခုံးရင်လေနန်းနေကိုင်းတကိုင်းခြံပေးရတယ်ကွာဘာဖြစ်မလဲဆိုတာတော့မကြခင်မင်းသိစေရမယ်ကွာတော်တော်ကြီးအန်ကျိတောက်ခေါက်ကပြောလိုက်ပြီးမင်းရင်ရွှေမှလဲကြသွားလိတော်တယ်ထိုအချိန်တွင်နောက်မှလိုက်ပါလာတော့အမားဖြစ်သူနဲ့မောင်တို့ကပွေထူလိုက်ကြပြီး မရှင်ဝင်ဘာဖြစ်တာလဲမထိုခါကြမှာမရှင်ရွှေမြားကကြောင်ကိုချပြီဟင်းငါငါဘာဖြစ်လို့လဲဒီလိုပြောကမေးလာတပြေအကြောင်းဆုံးကိုရှင်းပြလိုက်ရကျမလေတွေကပြန်လာတာအိမ်သားရောက်ခံနေမှာအနောက်ကတယောက်ယောက်ကလမ်းဆွဲလိုက်တယ်လို့ဖြစ်သွားတာကြောင့်လက်ကြည့်လိုက်တော့လေဘယ်သူမှမရှိဘူးအဲ့ရနဲ့တသိမ်းမွှင်းချင်းနဲ့ထားလာပြီး ကြောက်ကြောက်နဲ့အိမ်ကိုအမြန်ပြန်လာတာအိမ်ရှိရောက်တော့ခေါင်းနှမန်းနေဖြစ်သွားပြီးအားမမသိတော့ဘူးအခုမှပြန်တည်ရတာကဲကဲကဲဒါအိမ်ပေါ်တက်တော့အားမမဟုတ်ဘူးစိတ်ကခရံဝင်ချားဖြစ်တာဖះအစင်ပေါ်ကရေမန်းတောက်လိုက်ကောင်းသွားလိမ့်မယ်ဥပဒံကခပ်ပပော့ပင်ပြောလိုက်ပြီးအမှုမှအမမတ်ပင်နေလိုက်တယ်ထို့သောမရင်ရွှေရလုံစုံနဲ့ကြီးက ဝင်ရပူကတ်သည့်အကြောင်းကိုဓာတူရွာသားများသိသောအခါတွင်ပို၍ထိတ်လန့်ကုန်ကြလေသည်ထို့ကြောင့်ရွာထဲမှဗဟုသုဒ္ဓပြစ်ဆုံးသောဘာသာရေးထံသို့သွားရင်မေးမြန်းကြလေသည်အဘကြီးဥပတတ်တော်ပိုကိုဝပင်ကြီးကိုခုတ်လိုက်တာအဲ့ဒီအပင်မှနေတဲ့ရုံစိုးနဲ့ကြီးကမကျင်တဲ့လူ သူသမီးငယ်မှရှင်ရင်ကို ဝင်ပူးပြီးဥပအတန်ကိုချိန်ဝါနေတယ်တဲ့။ဘာကြားပြီးပြီလား။အေးဘာလဲကြားပြီးပါပြီ။ ဒီကောင်ပါတဲ့ကမလုံတင်တာတွေကိုလှုပ်လိုက်တာပဲဒီကရအပင်ကြီးကိုကတုံးဖြစ်အောင်ခုတ်လိုက်တော့အပင်ကြီးမှာမိတွဲနေတဲ့ရုပ်ဆိုးနဲ့ကြီးလေသူ့ရဲ့ဘုံမိမယ်ပြစည်းရလီတော့စိတ်ဆိုးပြီပေါ့အဘရုပ်ဆိုးနဲ့ဆိုတာတကယ်ရှိတာလားရှိတာပေါ့လူဘွားတုန်းကဖျားတရားတန်ငါရဏာသုံးပါးမြင်မြဲသူရဲအချိုးရွာအချိုးအများကောင်းချိုးကိုဆွဆန်းတမဲတဲဖိုးခဲ့သူများ ကွယ်လွန်ရင်ရုပ်ဆိုးဆိုတဲ့စနုမဟာရက်စားအောင်နေများဖြစ်ကြတယ်သူတို့ကတပင်ကြီးညောင်ဝင်ကြီးများကိုဘုံမီးမှန်ပြုပြီးနေကြလို့ရုပ်ဆိုးနဲ့လို့ခေါ်ကြတယ်ရုပ်ဆိုးနဲ့ကြီးတွေကတရေတစီပိတ်တာကြက်တို့ထဲဖုန်တို့ကိုကြီးမကြတယ်တားစုမှန်ရင်တားစုပေးတယ်သူတို့ကို ရိုးရိုးတသေးလေးလေးစားစားဆက်ဆံပြီးကိုတို့ကောင်းမှုတွေပြု အမြပေးဝင်ရင်အဲ့ဒီသူကို ပြန်လည်ကြီးစုဆောင်လျှောက်လေရှိတယ်။ပြီးတော့ရုပ်စိုးနှက်ကြီးတွေဟာအသက်အလွန်ရှည်ကြတယ်။ဘလောက်ထိအသက်အလွန်ရှည်ကြလဲဆိုရင်နောင်ဖွေးမယ်ဖျားရှင်ကိုတော့ဖူးမြော်ဝင်ရကြတည်းဟုတ်ရဲ့လားဘာရဲ့အဲ့ဒီလောက်တော့အသက်ရှည်ကြတာလားဟုတ်တယ်ကွယ်မြတ်စွာဘုရားရှင်ရဲ့စံတော်ရှိစုကိုချင်းမြင့်ခြင်းခံကြရတဲ့တပ်ဘူးတာပလိကဂုံတန်ကြီးနောင်နဲ့ဥက္ကရဘမင်းကြီးတို့ဟာဖေတော်ဇေဒီတော်တီဘူး တိတ်ကုန်တရားကုန်တော့ရှိတဲ့နေရာကိုမတိကြလို့တတိုင်းပြည်လုံးကို မောင်းရှင်းနေခပြီးမင်းမြန်းစီတော်လေးမြေသူမှမတိကြဘူးဒါကြောင့်ဩကလဘမင်းကြီးကခမဲတော်တရားမင်းကြီးကိုမေးလိုက်တဲ့အခါမှာတရားမင်းကြီးကအရာဝိစင်တော်စီးပြီးနတ်ဘုတ်ကြီးပြိတက်အစုံနေလူပြေကိုဆင်းသက်လာတယ်ဒီအခါဩကလဘမင်းကြီးကခမဲတော်တရားမင်းဟေဗီယာသုံးစုတို့ရဲ့တော်ဝေတော်ရစစ်တော်နဲ့ရေတနုတော်တို့ကို ဖာဗနာထား၍တိတ်ကုံတရားကုံတော်ကိုညွန်ပြတော်မူပါလို့၆ရာမင်းမြတဲ့အခါမှာတရားမင်းကသာတော့ဥက္ကရာပမင်းငါဒီလေတတန်းငယ်တော်ကြောင့်ခြေဖျားတို့ကိုမှတ်မိပြီတို့ပေမဲ့ခြေကလေးကတတန်းလုံးခြေချတော်ကဘာဆောင်ရုံစိုးနဲ့ကြီးများကိုခေါ်၍မင်းမြန်ပေးပါဒီလိုဆိုကကဘာဆောင်ရုံစိုးနဲ့ကြီးများကိုစုဝေးစေပြီးမင်းမြန်လီယာကဘာနဲ့ကြီးတစ်ပါးဖြစ်တဲ့ အမိန်ဒရုပ်ကစိုးနဲ့ကြီးလို့ခေါ်တယ်။မော်ဘီနဲ့ကြီးဟာသိကုတ်တရားဂုံတော်တည်ရှိရာအချက်ကိုညွှန်ပြပေးတယ်။တာဟုတန်ဖျားဤတောင်းဝေတော်သည်သိကုတ်တရားဂုံတော်ရှိကញ្ញင်ပင်ကြီးအောင်၌မြုံမှန်ထားကြောင်းကိုပြောပြတယ်။ဝိနုသူမနာရုပ်ကစိုးနဲ့ကြီးကဂေါနာဂုံဖျားဤရစေတော်သည်သိကုတ်တရားဂုံတော်ရှိကញ្ញင်ပင်ကြီးအောင်၌မြုံမှန်ထားသည်ကိုပြောပြသည်ဖြင့်ဩဒမရုပ်ကစိုးနဲ့ကြီးကလည်း ကတဖဖရာရှင်ရေတန်နုတော်တိလေသိကုံတရားခုံတော်ရှိကញင်မင်းကြီးအောင်းလိုက်ပြီးနှုံးနဲ့ထားကြောင်ပြောပြတဲ့ပေသူ့ဘော်ကစူပေါင်းထာပနာပြီးခြေတကုံစေတီတော်ကြီးကိုတီထားခဲ့ကြတယ်အဲ့ဒါကိုကျင်းရုံစိုးနဲ့ကြီးတွေဟာကဘာနဲ့ချီပြီးအသက်ရှည်ကြတယ်ဆိုတာသိရတယ်အဲ့ဒီရုံစိုးနဲ့တွေမြမာတွေစူဝေးခဲ့တဲ့နေရာကိုအရင်ကစူဝေးကုံလို့ခေါ်တွင်ခဲ့ကြပြီးဒေတီတော်တစုကိုလည်းတီထားကိုဝယ်ခဲ့ကြတယ် နောင်ကာလာတွေလျှောလာတဲ့အခါမှာတော့သွေးကုံကနေပြီးစုလေးကုံလို့ပြောင်းလဲခေါ်ဆိုကြပြီးဇေဒီတော်ကိုလည်းစုလေးဇေဒီတော်လို့ယနေ့ထိပြီးခေါ်ဆိုနေကြတယ်ကွယ်ဒီလိုပြောတာဘာသာအေးမှရှင်လျားစာရှင်းပြလေတယ်ဟုတ်ကဲ့အဘရှင်းပြတော့မှတိတ်တိတ်ချာချာတီးရတော့တယ်ဥပဒံတော့ဘယ်နေ့ဘာဖြစ်မလဲမသိတော့ဘူး သူ့ကံစာမြင်နေချိန်တော့ဘာမှမဖြစ်သေးဘူးပေါ့ကန်နေတဲ့အချိန်ကျရင်တော့ရုပ်စိုးနဲ့ကြီးကအညိုးထားပြီး NDA ပြုတ်မှာအကွဲဒကိုင်းကလေးခြံထားခင်းရင်တော်သေးတယ်အခုတော့ပါတန်းကတပင်လုံးကိုကရုံးဖြစ်အောင်ခုတ်ပစ်လိုက်တယ်ဆိုတော့တမင်တကာရန်သွားစားလိုက်တယ်လို့ပဲနန္နကမှလဲစားနေတယ်မင်းတို့လည်းတပင်တွေခုတ်ရင်တရီထားကြအကွဲပြီးတော့အကိုင်းတကိုင်းတို့ခြံမိခဲ့ကြရတယ်ကြားလား ုတ်ခဲ့ပါပါညတတိကြကြပြောရရင်ကိုကိုပင်ကြီးအားခုံပြီး၍၅ရက်မြောက်သောညထိုည9နာရီခန့်တွင် သာသမီတီဗီကြီးနေချိန်တွင်ဥပဒံအိမ်ပေါ်ထပ်သူတက်သွားလေတဲ့ခဏမျှကြာတွင်ကဲကြပါဦးအာတေရဲ့ကြီးကြောက်ကြောက်ပါပြီဗျအာတေပြီဗျဒီလိုအော်ကားဥပဒံဤစူးစူးဝါးဝါးအော်တဲ့ရိုင်းဘုတ်တံများကို ကြားလိုက်ရတဲ့ဖြင့်သာသမီများမှာအပေါ်ထက်သို့အပြေးလွှတ်တက်သွားပြီးတည်ရှိသောအခါတွင်ဥပဒံမှာအပေါ်ထဲဝန်ရံတာတို့ကျင်းကြောင်းလန်းတရားအဟွေးနေဒီကိုတွေးလိုက်ရလေတဲ့အဖေအဖေဘာဖြစ်တာလဲဟိုဥမတရေကြီးဘာကိုရိုင်းနေတယ်ဘာကိုတတ်တော့မယ်မလာနေသူတော့ဥပဒံမှာ ဝန်ဒါဘတ်စီတို့ကြည်နေရင်မှကြောက်လန့်နေကြအုံးရင်းနေရင်မျက်ဖြူလန့်၍သွားလီတော်တယ်ဥပအတန်ဤအဟွေးတန်ကြောင်းအင်းနီနာချင်းများရောက်လာကြပြီဘာဖြစ်ကြတာလဲအော်တန်နေကြလို့မသိပါဘူးဗျာအဖေအပေါ်တက်တာသွားပြီတိတ်မကြဘူးအော်တန်ကြလို့တက်ကြည့်တော့ဝန်ဒါကိုကြည့်ပြီးတေးရဲ့ကြီးကြောက်ပြီဗျာဒီလိုအောင်ရင်တတိလစ်သွားတာလုံးကြပါအောင်ဗျာ လူကြီးများကစမ်းသပ်ကြည့်ကြသောအခါဥပအတ္တမှာမျက်ဖြူလန်းပြီးအတ္တမရှိတော့ပေ။ဟာအတ္တတမရှိတော့ဘူး။အခုကိုမြင်ပြီးအကြောက်လွန်ပြီးနှလုံးရက်သွားပြီးသိသွားတာနေမယ်။သမီးများဒီမိုးကြွေးလီတော့လေ။ကဲကဲကဲငိုနေကြလို့မပြီးဘူး။နိုင်ရွတ်လုံးရရှိတာလုံးကြရအောင်ဟေး။သမီးများကအော်ဟေးငိုယူနေကြသဖြင့် လူကြီးများကပြောလိုက်ရာဥပဒိုင်းနိုင်ရေးအတွက်ပြင်ထင်ကြလေတဲ့ဥပဒိုင်းဤအလောင်းအားမြချိုးပင်းရန်ဝေထားသည့်အင်ဂျီကိုချွလိုက်သည့်အခါတွင်ကြီးကျူးနေကြသောသူများမှအလုံးမဲအံ့ဩထိမ့်လန့်သွားကြသည်တဲ့ဟာတော့ဝါရကြီးအကြီးကြီးပဲဟာအောင်မလီဖေယဖေယအကြောင်းမှာဥပဒိုင်းဤကြောကုန်းတွင်တာမန်ထက်ကြီးမသောလဝါရကြီးကိုတွေ့လိုက်ကြရသောကြောင့်ဖြစ်လေတဲ့ထို့ကြောင့် မြန်မင်းရချိုးပေးလိုက်ကြပြီးအလောင်းပြင်ထားလိုက်တယ်တော့တယ်။ဥပတိုင်ကြီးနာယီအားရဲ့ပြေးတည်နေတွင်ကြားထဲမှာလူများမှနာယီအတွက်ဝိုင်းဝန်းလောက်ကိုင်ဆောင်ရွက်ပေးနေကြတယ်။ထိုအချိန်တွင်ကျက်သွန်လေးနေကြသည့်မျိုးသမီးများထဲမှမင်းကလေးတဦးမှရုတ်တရက်ထောင်းငူပြီးမာသမီးတွေကိုခေါ်ပေးကြပါ။မာပါတန်းပါ။မပြောတဲ့ရှိလို့ပါ။ဒီလိုပြောလာတဲ့ပြီး မရင်ငွေမရင်ရွှေနဲ့မောင်ထုံးသိန်းတို့အားခေါ်ပေးကြလေတယ်။သာသမီများရောက်လာကြတော့အခါတွင်သမီးကြီးရင်ငွေအဖေတို့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတမ်းပေးဝေပေးပါ။ရုပ်ဆိုးနဲ့ကြီးကအဖေကိုအိမ်ပေါ်ထမ်းတက်ပြီးကြောကုန်းကိုလဝါနဲ့ရိုက်လို့တေးခဲရတာ။အခုကိုကိုရွင်ကြီးနားမှာနေနေရတယ်။သားကြီးကလည်းဘာမှမရှိဘူး။အဖေရန်ဒုက္ခရောက်နေရတယ်။အဖေကို အမြဝေပေးပါ။ ဖေဆိုးလိုက်တာအဖေရဲ့စိတ်ချပါသမီးတို့အဖေကိုရေစုပြီးကောင်းမှုကိုတို့လုပ်ပေးပြီးအမြဝယ်ပေးပါမယ်အဖေရဲ့ဒါဆိုရင်အဖေသွားတော့မယ်နော်ကုတော်ရုပ်စိုးနဲ့ကြီးကိုခွင်းတောင်းပြီးဒါပြောရတာအချင်းကြာကြီးမရဘူးစိတ်ချပါအဖေရဲ့သမီးတို့အဖေကိုသေသေးချာချာအမြဝယ်ပေးပါမယ်သားသမီးများကဂတိပြုလိုက်သောအခါတွင် ဥပဒံလည်းပြင်းထန်သွားပြီးထွက်ခွာသွားလေတော့တယ် ဥပတန်ဤအာတုဘခွန်ရက်ပြေး၍ရလေသည့်နေတွင်သာသမီများကယဟန်နာကများကိုလူဖွဲ့ပစ္စည်းများဆက်ကပ်လူတန်းပြီးအာတုဘတရားနာကြကဥပတန်အားအမြတမ်းပေးဝေလိုက်ကြလိမ့်တယ်။ထို့သောအမြတမ်းပေးဝေပြီးနောက်တွင်ဥပတန်မှာကျွလော့သွားသည်လားမသိ။မြသူကိုမှပုခတ်ခြင်းမရှိတော့ချေ။ထို့တော်လေသောကံဥပတန်ကိုခေါ်ကြတော့ဥပတန်၏အကြောင်းမှာတွင်တော်ရွာကလေးတွင်ပြောဆမယ်တွင်ခဲ့ရလီတော်တယ်။ လင်းကျိုးလာပွင့်၍သာမုံးရသည်မဟုမနက်ဝေလင်ဝေလင်အချိန်ခါတွင်အင်းဆက်နှင်းမုံလေးများနင်းငယ်ကြားစင်းနေသည်သာလူလေးကိုတို့မထားသေးဘူးလားဟာလေး9000ထားတာသွားပေါ်ချီလေမိကလေးချိန်အမိရောင်းရအောင်မှာပိုးထိုး၏မိခင်ဒေါ်စာဘူးဒီကတောင်ပါလေးခြုံ၍ကိုးနေရှာသောပိုးထိုးအားလက်ကွင်းတဲတင်9000သားဒီကိုပေါ်ရင်နှုတ်နေခြင်းဖြစ်တယ် ပိုးထုတရာအပင်ကြောဆန့်၍အိယာထဲမှာထားကတဲ့ရင်လေးနောက်ဘက်ရေစီပိုင်းရှိရာသို့သွား၍မျက်နှာတိလိုက်သည်ပြီးနောက်မိခင်ဖြစ်သူဟုတ်ကပေးထားသောသမင်းချမ်းကင်းဤအဘိအကျဲကိုတစ်စလုံးစားလိုက်ပြန်တယ်ထို့နောက်မားထဲရဲ့နှီးပလိုင်းနှင့်ငါထုံမင်းကိုယူ၍ငါမျိုးများထောင်ထားရတဲ့ကွင်းတဲရှိတပောင်းပေါ်သို့သွက်လက်စာထွက်သွားခဲ့တယ် ဟောကွေးရာရှိလေများသည့်ရောစာကောင်းလာသည်ဖြင့်တပားသီးနှံများသမကမပယ်ပြောင်းနှင့်အခြားသီးနှံများစိုက်ပျိုးဖြစ်ထွန်းလေရှိသည်။စီရေပေးဝေသောစီပေါင်းများနှင့်တဲနေရာသည့်ရေရသောဆောင်းရိုးလေးတစ်ခုကြောင့်လေသီးနှံများဖြစ်ထွန်းခြင်းပေဖြစ်သည်။ဟိုရုတရာကိုလေခွင်းများကိုဖြတ်ကျော်ကအားထောင်ထားသည့်တမန်ရှိရသောခတ်တုတ်လေးသွားနေသောကြောင့်နှဲငယ်ချွေလေးများပင်စိုးလာသည်။ကြောင်ရင် အားထောင်ထားသည့်နေရာသို့ရောက်လာလေသည်။ဟာ။မောင်မျိုးတွေခရလဲရပြန့်နေပါလား။ကိုတို့သည်သူ9000ထားသည့်မြုံများဖျိုးဖျဲဖြစ်နေသောကြောင့်အနှင်းငယ်စိတ်ထင်သွားသည်။ထို့နောက်မောင်မျိုးများကိုဖော်၍ကြီးလိုက်ရာအငါတွေကိုဘယ်တကူခိုးပေါသွားလဲမသိဘူးကွာ။အာမျုံတွေတွေတွင်မစုံလုံး၃လေးកောင်မှအပါ မိတီငါးကိုမှမတွေ့ရတော့ကြောင်းဟိုးသူဒေါသထွက်သွားလိမ့်တယ်။အရင်လေးကဆိုပြုံးတမုံးလှရင်ငါသေးအဖွဲများနေငရဲငါခုကာတဘူငကြီးများရောညာငါတပိတ်တာခံရတတ်လိမ့်တယ်။တခုအခါတွင်မူမိတီငါးကိုမှမတွေ့ရရှိတန်ထောင်သားစီမြုံများတွေလည်းမိတီငါးမှမတွေ့ရရှိဟိုးသူလည်းမိုးမုံအောင်ဆဲဆို၍နီးဘဝင်ကြီးသူအကိုကြီးချီရလက်ရမြောက်ကိုလိုက်၍ကြီးရှုလိုက်တယ်။ သူ9000ထားသည်တမန်ဘေးတနေရာတွင် အကောင်များငါယိုးများကိုတွေးတန်တရေရဲ့ပြီအပုံလိုက်ကလေးတွေးလိုက်ရတယ်ဟင်ဘလို့တခိုးလေဟိုးတူတခိုးတဲ့တိတ်တခါနေရေယိုးလိုက်တယ်ခွေးမသားတခိုးငါကိုယူအောင်သာမကဘူးခွေးပါချကြွေသားတယ်ဒီလိုပြောရင်စိတ်အတိုင်းထွားလိုက်ပြန်တယ်ထို့နောက် အားပုံများကိုစနေကြပြန်၍ထောင်လိုက်ပြီးနောက်အင်းတို့လက်ဗရာနှင့်ပြန်လာခဲ့သည်အမေဒီနေ့တော့ငါရောမထွက်တော့နဲ့ဒါဘာငါမောက်ကိုမရလာခဲ့ဘူးအိမ်ဝင်ဝါရှိကွင်းမြေပေါ်သို့ငါပလန်းကိုပြစ်တယ်သူ့မေတော်စာဖို့ကိုအမေအကြောင်းပြောပြလိုက်တယ်နောက်တည့်ရဲ့ရောက်တယ်လေခုနေသူစွာပေါ်ရွေးငါမျိုးများမှာငါများအခိုးခံရပြန်တယ် ပေးမှသာတကူဘူးညတော့အားနဲ့တွေးကြသေးတာပေါ့ကွာအမများနေ့စဉ်ရက်ဆက်ပြောက်သောကြောင့်ပိုးတို့သည်အိမ်သို့ဒေါသတွေကြီးပြန်လာ၍ထရိုင်းတွင်ထိုးသားသောငကြီးတောင်သားကိုယူကာအိမ်နောက်ဘက်ရေစီပိုင်းရှိရာသို့ဆင်းသွားပြန်တယ်။ခုနောက်ဓာသွေးကြောက်ဖြစ်တေးချသောမိတင်အောင်ထက်ထက်ခါခါတွေးနေတယ်။သူ၏စိတ်ကြိုက်ဓာသွေးပြီးနောက်ဓာကိုထရိုင်းတွင်ပြန်ထိုးပြီးကိုတာလာရက်တိုင်ပုံသို့ဆက်သွားပြန်တယ်။ ရက်ဆိုင်တွင်ရက်ကိုအနှဲငယ်တောက်၍ပါဇက်တလုံးဆွဲကအင်းတို့ပြန်၍ထမင်းစားပြီးအိတ်လိုက်၏။တညာလုံးတခိုးဆောင်ရင်အမွေးနေခြင်းပင်ဖြစ်တယ်။ညနေဆောင်သောအခါရေမိုးချိုးထမင်းစား၍လောက်လေးကထဲသောလွယ်အားထုံးမင်းဓာနေဓမီကိုတေချာစွာယူလာတယ်။ပြီးနောက်ရွာလေလမ်းမှာလက်ခွဲများရှိရာရွာနောက်ပိုင်းသို့ထွက်သွားလိမ့်တယ်။နောက်ဘက်ဖြစ်သောကြောင့်လက်ခွဲတဲတွင်ဘိုးကောင်ငယ်လေးများ၏ဟောတန်များမှာအပါအရာရာတိတ်ဆိတ်နေတယ် နားဘက်အစာရှာထွက်လာတော့လင်းဝက်များလင်းကောင်ပုံခန့်များဒီကောင်ခန့်များဤအော်တန်များကိုသာတခြားတစ်ချက်ကြားနေရတယ်။ပိုးတို့သည်ငကွင်းဆက်ရှိတမန်ဘဲတွင်ပုံဝက်ကငါးသခုကိုဆောင်းဆိုင်နေတယ်။ဤနဲ့လာလီအေးတကပိုးလာလီဖြစ်သောကြောင့်အိမ်မှာယူလာတော့တောင်ပါလေးကိုခြုံကငါးမျိုးများထောင်ထားရဘက်သို့သွဲကောင်းအဖြစ်ကြည့်နေတယ်။ခင်များသည် ်တွေးလာရောက်တူတန်းသလိုဖြစ်သောပိုဖိုးတို့၏ခန္ဓာတွင်မိဘဘက်လည်းတွင်ပြန်ဝဲကကိုက်နေကြသည်ပိုတို့သည်အေးတန်းနှင့်ထင်ကားကြည့်တံများကိုအလူးလက်ခန်းစားနေရတော့လေယနေ့ညာငါတကိုးပေါ်သည်တကိုးကိုဖမ်းမိအောင်အာယုံဆိုင်လျက်ရှိနေတယ်ပိုတို့ဆောင်းဆိုင်နေဒီမှာမနဲ့အာယုံတက်ချိန်တို့ပြီးကြောက်လာလေတယ်အခုမလာတော့ဘူးလားမသိဘူးပါစိတ်ထဲမှာ ဒီထွားရေရုတ်ခါခနာဆောင်ကြည့်၍သခိုးမလာလျင်အာမရဖို့၍တဲစိတ်ကူးလိုက်တယ်ဒေတိုးဝဲတလူလူဝေးတကောင်းဤတွန်းတန်လူလူအတန်တတန်ကိုပို့ထူကြလိုက်ရတယ်ချက်ချင်းဆိုတလို့ပင်ပွင့်ရည်တစ်ခုလုံးရှိပန်းများငိန်သက်ဒိတ်စိတ်သွားတလို့အေးတဲ့များပို့၍သိသေးလာသည်ဟုပို့ထူအောင်းမိလိုက်တယ်သူ၏ခန္ဓာကိုယ်ရှိအမွှေးမြများထောင်သွားတလို့ခံစားလိုက်၍အောင်းနှပန်းများပါကျင်တက်သွားလိမ့်တယ် ပို့လို့တယ်ပြန်လွှင့်သွားတော့ခန်းစားချက်ကိုတေးချသွားထိန်းချုပ်၍သူ့၏9000မျိုးများရှိရသောအယုံဆိုက်၍ကြီးလိုက်တယ်သူ့၏9မျိုးကိုခိုးပေါ်နေသည့်သခိုးကိုပို့လို့မြင်လိုက်ရတယ်တွေးကြသေးတာပေါ့ကွာဒီလိုပြောကပို့လို့ချိန်ခွာလိုက်ရင်အဲ့နဲ့တမင်းနေ9သခိုးကိုမီးဆိုက်၍ထိုးလိုက်တယ်မီးလင်းရောက်ကြောင်းပွင့်ခြင်းတစ်ခုလုံးလင်းထိန်သွားသလို့ မားမြောက်ကိုခိုးယူနေသောတကိုးကလည်းပိုတိုး၏မေးရောင်ကိုလှည့်၍ကြည့်လိုက်တယ်။ဟာမေးရောင်ကိုစိုက်ကြည့်လိုက်သည့်တကိုး၏ပုံသဏ္ဍာန်ကြောင့်ပိုတိုးထိတ်လန့်အံ့ဩတုန်လှုပ်သွားတယ်။တောက်ချာအချိုးပဲကြီးကိုဆောင်းထား၍သူ့ကြတော့မျိုးလုံးစိမ့်နေအတူတို့ပြတ်နေသောနှာခေါင်းငါးညီအချွဲများအသားဖက်များနှင့်သွေးများပေးနေသည့်ပေးရနေသောပါဇက်နှင့်ရတိကြီးတစ်ပါးကိုတွေးလိုက်ရသောကြောင့်ဖြစ်တယ်။ သူ့ငါးတခိုးကြီးတောက်ရှာအသွင်ပြေးကြောင်းပို့သူကြောင်ရွေးပြန်နေမိတယ်ခဏအကြာတွင်ဟိုကြောက်ရှာပုံတန်းနဲ့ရသေးကြီးသည်မိအောင်အောက်မှပုံ၍ထလာကပို့သူရှိရသူနှမ်းလာလေသည်ဟိုကအားကိုပါညံပြူးကျင်သေးတယ်ဗောပို့သူလေဒေါသထွက်သွားကငါးကြီးတောင်သားကိုခံ၍တခိုးရှိရသူပြေးထွက်သွားကဓာပြေအားကုန်ပိုက်ချလိုက်တယ်ပို့သူဤဓာချက်သည် တောက်ရရည်တိကြီးလက်ပင်ကိုဝမ်းမိုင်းနိုင်နိုင်ကြီးခုံးမိတော်လေဖေတုံးကြီးကိုဓာနဲ့ထိတယ်လို့ဓာကပြန်ကန်ထွက်သွားတယ်။တောက်ရရည်တိကြီးဒီပိုးသူကိုအတင်းဝင်နပန်းလုံးလေးတော်တယ်။လူချင်းပူကပ်၍လုံထွေးနေသောကြောင့်ပိုးသူဤငကြီးတောင်ဓာမှာအသုံးမဝင်တော့ပဲလက်သေးဖြစ်တာပိုးသူပြန်လဲခုခံနေရတယ်။သူ့ထိုးချက်များသည့်ရည်တိကြီးကိုထိတော်လေရည်တိသေးကြီးကဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးပင်ပိုးသူနဲ့နပန်းလုံးလေးတော်တယ်။ ချိန်နှဲငယ်ကြာနပတ်လုံးနေပြီးနောက်ကြောက်ရရည်တည်ကြည့်သည်ဖိုးတို့၏လက်ပင်ကိုသူ၏အမွှေးမြင့်များထူထပ်သောလက်ကြကြန်းနှင့်ညှစ်ထားလေတယ်ဖိုးတို့လည်းရေကြောင်းများပေါက်ကွဲမတဲ့ပြင်းထန်သောဝေဒနာကိုအလူးလက်ခံစားနေရတယ်လူလေးတို့မှတ်ထားကွယ်တရေတစေတွေဆိုတာသူတို့ရဲ့ပေါ်ပိုင်းခန္ဓာကို အတ္တဘောကို သူတို့ရဲ့တကုံးနဲ့လိုတလိုဖန်ဆင်းလို့ရတယ်သူတို့ရဲ့အာနဲ့ချက်ကခင်မျက်စိနဲ့ ထင်မမိုးပဲကိုရိုးရဲ့စိတ်ထဲတွင်ဓာတ်ထဲမှာတိတ်မိနောက်ဘေးဘာကြီးထွန်းလိုက်ပြောကြသည်စကားတစ်ခုကိုအမှတ်ရလိုက်တယ်ထို့ကြောင့်စစ်သည်မြအားကိုစုကသူ့၏လက်ဘင်းကိုညှစ်ထားသောကြောက်ရရသည်ကြီး၏လက်များကိုရုံးဖယ်လိုက်တယ်ပြီးနောက်တမန်ပေါင်ပေါ်တွင်ကျနေသောငှက်ကြီးသောနှားကိုကောက်ယူ၍ကြောက်ရရသည်ကြီးထင်မျက်စိနှာကိုအောက်ဟုန်လွှဲခုံချလိုက်တယ်ကြောက်ကြရတဲ့ကြီးအိုဟေးတန်ဒီလက်ဝဲနှန်းနဲ့ပြန့်နှံ့သွားက ကိုရသိကြီးသည်မှန်မှန်ပဲရှိတကုတ်ပင်ကြီးစီသို့ပြေးကပြောက်ွက်သွားလေသည်ဟိုးတူးလည်းထိုကာမပင်အသက်ကိုဝါရောင်ယူ၍ဓမင်းနှင့်ကြောက်ကိုယူကကြွားဘက်သို့သုတ်ချေတင်၍ပြေးကပြန်လာခဲ့သည်ဟိုးတူးလည်းအိမ်သို့ရောက်တော့ကညာကကြံသည့်အရက်ကိုကောက်၍မောလိုက်သည်ထိုကာမပင်တောက်ကြများအနေငယ်ပြေလျှော့သွားလေတော့သည်လူလေးဘာဖြစ်တာလဲအလံတကြားနဲ့ တညာလုံးနဲ့အိမ်ပြန်မလာဘူးမိစိတ်ဘူးနေတာဒီလိုပြောကမိဖို့ကြောင့်အတွင်းမှာဒေါ်စာဘူဒီကထွက်လာ၍မေးလိုက်တယ်ဟိုးတို့လည်းအမောပြေလိုက်ကသူကြုံတွေ့ရခဲ့ရတော့ကြောက်စရာအဖြစ်ပြက်ကို သူ့မိခင်ကပြန်လည်ပြောပြလိုက်တယ်ဖះဖះအဲ့ဆိုငါသားပြလောကတာနဲ့ကြုံတွေ့ခဲ့ရတာပေါ့မသေးကောင်းမပြောင်းကောင်းသားရဲ့ ဒီလိုပြောကဒေါသဗုဒ္ဓကပြေးရလိုက်တော့တယ်ဟိုးသူလေနေအောင်လာတော့အခါဘေးအိမ်မှာကိုရဲဝင်းကိုခေါ်ကသူ့ရင်9000ထားတော့တမန်ပေါင်တို့တွားကြည့်ပြန်တယ်တာယိုးပေါင်တို့ရောက်တော့အခါငါကကြောက်ရရဲ့တကြီးပေးသွားသည်အခုပင်ကြီးအောက်တို့တွားရည်ကြီးရှုပြန်တယ်ကိုပင်ကြီးအောက်တွေတော့ကောင်းပြဲ၍သင်းနေသည့်ပုဒ်တင်ညုတ်တကောင်မှာအပါမိသည့်အရာမှမတွေ့ရချေ ုကောင်းပြားရဲ့ဒင်းနေသောပုတ်တင်ညိုသည်ပိုဖိုးဒူးနှင့်တပတ်လုံးခဲ့သောတောက်ရရည်သည်ကြီးပင်ဖြစ်လိမ့်မည်ဟုစာဖတ်သူများကိုပြောပြရင်လိုတော်မည်ပုတ်ပါလားပလာလောကဇလန်းနှစ်ပုတ်ကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခမညာနားဆင်သူပြိတ်သည်များကိုစိတ်နှပြရွှေလန်းချမ်းမြေကြပါစေခမညာ